လေဗာကူဇင်အသင်းရဲ့အမှုဆောင်ချုပ်ဖာနန်ဒိုကာရိုကအသင်းရဲ့နီးပြဖြစ်သူဇာဗီအလွန်ဆိုအနေနဲ့ကစားသမားဘဝအသင်းဟောင်းတတင်းတင်းကိုကန်တွေလို့ရတဲ့ဆိုရင်အသင်းကလည်းထွက်ခွာခွင့်ရှိတယ်လို့ပြောကြခဲ့ပါတယ်။စပိန်လေးစဉ်ကွန်းနဲ့ကစားသမားဟောင်းဇာဗီလွန်ဆိုဟာ2019ခုနှစ်မှာနီးပြလောကကိုကူးပြောင်းခဲ့ပြီးနောက်လက်ရှိအချိန်မှာလေဗာကူဇင်အသင်းနဲ့2026ခုနှစ်ထိစာချုပ်ချုပ်ဆိုထားပါတယ်။သူ့အနေနဲ့လေဗာကူဇင်အသင်းမှာစွမ်းဆောင်ရည်ကောင်းနေပြတ်တနိုင်ခြင်းကြောင့်ဘွန်ဒလီကာချန်ပီယံဆုရယူခြင်းမရှိခင်မှာပဲခေါ်လိုတဲ့အသင်းများစွာရှိခဲ့တာဖြစ်ပါတယ်။ အလွန်ဆုံးနေတဲ့ကစားသမားဘဝမှာဆိုစီတက်လဘာဘူရီယယ်မက်ထရီနဲ့ဘိုင်ယန်မြူးနစ်အသင်းတွေမှာခြေစမ်းပြခဲ့သူဖြစ်ပြီးအဆိုပါအသင်းဟောင်းအားလုံးက၎င်းကိုနီးပြတည်ပြခံဖို့ဆန္ဒရှိနေကြောင်းသတင်းတွေထွက်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမဲ့အလွန်ဆုံးကအဲ့ဒီသတင်းတွေကိုလွတ်လွတ်လပ်လပ်ရှုပြီးလဘာဘူစီရင်အသင်းနဲ့တက်တန်းတိုးခဲ့တာဖြစ်ပါတယ်။ အခုက၎င်းကိုရီယဲအသင်းကနေပြတင်ပြခံပူစီတင်နေကြောင်းသတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက်လီဗာကူဆင်အသင်းရဲ့မှုဆောင်ချုပ်ဖာနန်ဒိုကာရိုကအလုံးစုံကိုကျွန်တော်တို့က2026ခုနှစ်ထိစာချုပ်ချုပ်ဆိုထားပြီးသူဆက်ရှိနေမယ်လို့လည်းယုံကြည်ပါတယ်။အလုံးစုံနေနဲ့သူ့ရဲ့အသင်းဟောင်းတသင်းသင်းကိုကန်တွယ်လူတွေဆိုရင်ထွက်ခွာခွင့်ပေးရမယ်ဆိုတဲ့သဘောတူညီချက်တော့ရှိပါတယ်လို့ပြောကြားခဲ့ပါတယ်။